နေ့ဗီဒီယိုမှာတော့ကိုဂျပန်ကိုရောက်ပြီးတော့လုပ်ငန်းဝင်ဝင်ကားစားအချိန်မှာကြုံခဲ့ရတဲ့အခက်အခဲဆုံးလို့ထင်ရတဲ့အချိန်ကာလတစ်ခုအကြောင်းကိုပြောပြမယ်လို့စိတ်ကူးထားရပါတော့။ဖန်တီးပြောမယ်ဆိုလို့ရှင်တော့အဲ့အချိန်တော့ကသာစိတ်ထဲမှာခက်ခဲလိုက်တာဆိုတဲ့ခံစားချက်မျိုးခံစားရတာ။ဒါပေမဲ့အဲ့ဒါကိုအခုချိန်မှာပြန်တွေးရဆိုလို့ရှင်ကြတော့ပြုံးကျင်စရာအမှတ်တရတစ်ခုအနေနဲ့ပဲကြံခဲ့တာပေါ့နော်။အခုဒီဗီဒီယိုမှာအဲ့အချိန်တော့ကိုကြုံခဲ့ရတဲ့အခက်အခဲလေးတွေကဘယ်လိုမျိုးလေးတွေလဲ။အဲ့ရနေတဲ့ဆင်ဘယ်လိုသင်ခန်းစာတွေရခဲ့လဲ။ဘာတွေပြင်ဆင်လိုက်နိုင်လဲဆိုတဲ့ဟာကိုပြောပြမယ်လို့စိတ်ကူးထားရပါတော့။တကယ်လို့စိတ်ဝင်စားရဆိုလို့ရှင်တော့ဆက်ပြီးတော့ကြည့်လိုက် ကြပါဦးကိုဂျပန်ကိုလာတာ software engineer အနေနဲ့လာတာဆိုတဲ့ခါကျတော့လုပ်ငန်းဝင်ဝင်ရတဲ့အချိန်မှာလဲ software engineer အနေနဲ့ programming တွေရေးတဲ့အပိုင်းမှာအလုပ်လုပ်ရတယ်ဗောနော programming ရေးတဲ့နေရာမှာဆိုလို့ရှိရင်လဲ language တွေအများကြီးရှိရဗောနော်အဲ့ထဲမှာမှာကိုပိုင်နိုင်တာက java ဗောနော် java တခုပဲရေးတတ်တာတခြားဘာမှမတတ်ဘူးကွယ်ကိုဂျပန်ကိုရောက်ပြီးတော့လုပ်ငန်းဝင်ဝင်ရတဲ့အချိန်မှာလဲတက်မြောက်ပြီးသား java language နဲ့ရေးတဲ့ project မှာဝင်ရတဲ့ခါကျတော့ coding ရေးရတယ်ပတ်သက်လို့ဘာပြဿနာမှတိတ်မရှိခဲ့ဘူးဗောနော်အဆင်ပြေပြေချွတ်ချွတ်မွန်းမွန်းနဲ့နေ့ရက်တွေကိုဖြတ်တန်းနိုင်ခဲ့ရလို့ပြောရမှာဗော နော်ဒါပေမဲ့နည်းနည်းပြဿနာရှိရပါလဲဆိုတဲ့ခါကျတော့ကိုရီးယားကုန်တင်ရေးတာကိုပဲတက်တာကွယ်အဲ့ကုန်တင်ကို testing စစ်ဖို့အတွက် test case တွေကိုဘယ်လိုရေးရမလဲ testing ဘယ်လိုလုပ်ရမလဲဆိုတော့တီးဦးေတီးရခါကျတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့နည်းနည်းအခက်အခဲရှိရပါတော့ဒါပေမဲ့အဲ့ချိန်တုန်းကကျတော့အဲ့ဒါကိုအခက်အခဲလို့မခံစားခဲ့ရဘူးဘာလို့လဲဆိုတဲ့ခါကျတော့ကိုရီ project ရဲ့ project leader တွေ senior တွေကတကယ့်ကိုကာကြီးကနေအအထီလုံးဝတင်ပေးတာကွယ်အဲ့ဆိုတဲ့ခါကျတော့ကိုတက်တော့မတက်ဘူးဒါပေမဲ့သူတို့တင်ပေးတာကို light လုံရင်းနဲ့အဆင်ပြေချုံးမွေသွားရပါတော့ပြီးလို့ရှိရင်လုပ်ငန်းဝင်ဝင်ကစားမှာဆိုလို့ရှိရင်လည်းဘာသာစကားနဲ့ပတ်သက်တဲ့အခက်အခဲကကြုံရတာမျိုးတိတ်မရှိခဲ့ဘူးပေါ့နော်ဘာလို့လဲဆိုတော့ကိုရီးယားစကားသာ ချက်ချင်းအွန့်အွန့်ဆိုပြီးတော့ပြန်မပြောနိုင်ပြန်မပြောနိုင်ပဲသူတို့ပြောတဲ့စကားတွေက80ရာခိုင်နှုန်းလောက်နားလေတယ်ကွယ်80ရာခိုင်နှုန်းလောက်နားလေတယ်ဆိုလို့ရှိရင်အလုပ်ထဲမှာအဆင်ပြေဖို့များတယ်ဗောနော်အဲ့ဆိုတော့ဘာသာစကားနဲ့ပတ်သက်တဲ့အခက်အခဲကတော့တိတ်မကြုံခဲ့ရဘူးကွယ်အဲ့မှာရင်ဂျာဘားနဲ့အလုပ်လုပ်တဲ့3လလောက်ကအရန်ကိုအဆင်ပြေချုံးဝေပြီးနေတိုင်းဟာပျော်ပျော်ရွှင်ရွှင်ဖြစ်နေခဲ့ရဲ့ဒါပေမဲ့ဒီကိုလုပ်နေတဲ့ project ကအလုပ်ပါသွားလို့ဆိုပြီးတော့တခြားအလုပ်ရှုပ်တဲ့ project ထဲကိုကူပေးဖို့ဆိုပြီးတော့3လလောက်လွှတ်လိုက်တာလွှတ်လိုက်တဲ့အချိန်မှာကျတော့ကိုဝင်သွားရတဲ့ project က C-sharp project ဖြစ်နေရ ာပေါ့နော်ဒုတိယမြောက်ထပ်ဝင်ရတဲ့ C-sharp project ကကြတော့ leader ကတော့အရန်သဘောကောင်းတယ်ဒါပေမဲ့ ဲ့ project ထဲမှာရှိတဲ့ senior တွေကအကုန်လုံးကလုံအရန်တိုးစားကြပြီးတော့အလုပ်လုပ်တာအရန်တိကြပြီးတော့မှတည်ငြိမ်တဲ့လူမျိုးတွေပေါ့နော်အဲ့ဒါဆိုတဲ့အခါကျတော့အဲ့ project ကြီးကတကယ်ကြောက်စရာကောင်းတဲ့ project ကြီးဖြစ်နေတာကွယ်ပြီးတော့အဲ့ချိန်တုန်းက project leader ကလည်းသူက Java ပဲရေးတတ်တာ C sharp မရေးတတ်ဘူးအဲ့ဒါဆိုတော့သူကသဘောကောင်းနေဆိုပေမဲ့ကိုယ့်ကိုကူညီနိုင်နေဆိုအာသူ့မှာမရှိဘူးဘာလို့လဲဆိုတော့သူက C sharp မတက်လို့ကြည့်ရတယ်နောက်ထပ်ကို့ဘော်အရန်ကောင်းပြီးတဲ့ဦးလေးကြီးတွေရှိရဲ့အဲ့ဦးလေးကြီးတွေကကြတော့လေသူက coding ရေးတဲ့အပိုင်းမဟုတ်ဘဲနဲ့ documentation တွေရေးတဲ့အပိုင်းဆိုတဲ့အခါကျ ကြတော့ကုတ်တင်ဘလို့ရေးရမှာလဲဘလို့လောရမှာလဲဆိုတဲ့ဟာမျိုးတွေကိုသူတို့မရှင်းပြပေးနိုင်ဘူးကွယ်ကိုကုတ်တင်ရေးဖို့အတွက်ဘလို့လောက်တင်လဲဘလို့လောက်တင်လဲဆိုရင်ရှင်းပြပေးနိုင်တဲ့လူတွေကလည်းတကယ်ကို ဘလို့ပြောရင်ကောင်းပါလေကြောက်စရာကောင်းတဲ့လူတွေကွယ်အဲ့ဒီ project တွေကိုစရောက်တာနဲ့ပဝင်းကြီးကြီးကအဲ့လိုကြောက်စရာကောင်းတဲ့ပဝင်းကြီးဖြစ်သွားတာကွယ်ပထမတစ်ပတ်လောက်ကတော့နည်းနည်းခက်ခဲတာပေါ့နော်ခက်ခဲတယ်ဆိုတာဘလို့ပြောရင်ကောင်းပါလေ programming language ကတော့ဘယ် language မဆိုတွေးတော့ပုံတွေးတော့နည်းတွေကအတူတူပဲကွယ်ရေးရတဲ့ပုံစံကနည်းနည်းကွဲသွားတာပဲရှိရကွယ် Java ဆိုရင်ဘလို့ရေးမယ် C# ဆိုရင်ဘလို့ရေးမယ်အဲ့လိုမျိုးပဲကွဲသွားတာရှိရဆိုတဲ့ခါကျတော့စာပိုင်းတစ်ပတ်လောက်ကပဲသူ့ရဲ့ C# ရဲ့ရေးပုံရေးနည်းတွေဘာတွေကိုကျင့်သားရအောင်လုပ်ရင်းနဲ့နည်းနည်းခက်ခဲခဲ့တာကွယ်ဒုတိယအပတ်တတိယအပတ်လောက်ကျတော့ 别人拿来都啊不好买卖。<noise> အဆင်ပြေပြေဖြစ်အောင်ကိုယ့်ကိုခိုင်းတဲ့အလုပ်ကိုပြီးအောင်ရေးနိုင်တဲ့အခြေအနေဖြစ်သွားပါဘောနော်စိတ်ထဲမှာတော့အော်ဘောနော်ငါဆီရှယ်လေးနည်းနည်းရေးတတ်သွားပြီပေါ့အဲ့ဒါဆိုရင်တော့ဒီ project ထဲမှာငါအဆင်ပြေတော့မှာပါလို့စိတ်ထဲမှာတွေးမိရအဲ့အပြောအကြားချင်းမခံလိုက်ဘူးပါလို့လဲဆိုတော့ဒုတိယမြောက်ကိုလာရောက်တဲ့အချိန်မှာကျတော့ဆီရှယ်မဟုတ်တော့ဘဲနဲ့ store procedure တွေပေါ့နော် SQL တွေကိုခက်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 ရေးရတဲ့ဟာမျိုးကြီးကိုလည်းမရှင်းပြတတ်ဘူးအဲ့လိုမျိုးရေးရတဲ့အထက်ကိုဇွက်ကနေဆိုရောက်သွားကွယ်အနေနဲ့ဆိုလို့ရှိရင်အဲ့အချိန်ကာလတုန်းက SQL ပေါ့နော် query တွေရ ရေးတယ်ဆိုလို့ရှင်တောင်မှဒီ Celestar from ဝဲလို့ inner join outer join လို့ကွယ်အဲ့လိုမျိုးလွယ်ကူတဲ့ဟာလေးတွေကိုပဲရေးတတ်တာကွယ်ခက်ခက်ခဲခဲတွေကိုရေးတတ်ဖို့နိနေတတမြင်ဘူးခဲ့တဲ့အတွေ့အကြုံတောင်ကိုယ်မှမရှိဘူးမြင်ဘူးဖို့နိနေတတရေး PLSQ ရရှိရဲဆိုတာတွေ store procedure တွေရေးလို့ရတယ်ဆိုတာမျိုးတွေကိုလုံးဝမသိခဲ့ဘူးပေါ့နော်အဲ့လိုမျိုးမသိခဲ့တဲ့လူတယောက်ကိုရုပ်တရက်ကြီးဓာတ်တွေရေးဆိုလို့ရှိရင်ကျတော့ဘယ်သူကရေးနိုင်ပါလဲဟုတ်တယ်မလားပြီးလို့ရှိရင်လေးလာဖို့ဆိုတာလဲကိုကလုံးဝဝါလုံးကနေစာမှာကွယ်အဲ့လိုမျိုးဝါလုံးကနေစာမှာဆိုတော့တစ်ပတ်နှစ်ပတ်ဆိုလဲအချိန်ကမလာဘူးကြီးဟုတ်တယ်မလားအစာပိုင်းမှာတော့ရေးထားပြီးသားရှိတဲ့ထဲကဟာကိုပြင်ဆင်ရတာလေးလုံးရတာပေါ့နော်သူတို့ရေးထားတဲ့ဟာတွေကဘလို့အလုံးလောက်တာလဲဆိုတော့ကိုကနားမလဲဘူးဒါပေမဲ့ပြင်ရမယ့်နေရာသိတယ်ပြင်ရမှာလဲ10ရက်နေ9 ပြောင်းတာတို့ငါကနေ30ပြောင်းတာတို့အေးအဲ့လိုမျိုးဆိုတော့မခက်ခဲဘူးအဲ့ချိန်တော့မမက်ရရဂျပန်မှာအခွန်နေတိုးတာရေရှစ်ရာခိုင်နှုန်းကနေ30ရာခိုင်နှုန်းကိုတိုးတာပေါ့နော်အဲ့ဒါဆိုတော့ကိုရေးရတဲ့ကုတ်ကလည်းအရင်တော့ရှစ်နဲ့တွက်ထားတဲ့ဟာတွေကို30ပြောင်းရတာလေအဲ့ဒါဆိုတော့အလုံးကိုရှစ်လိုက်ရှာပြီးတော့30ပြောင်းလိုက်တာပေါ့နော်အဲ့လိုမျိုးဆိုတော့ဒီပထမအပတ်ကလည်းတိတ်ပြီးတော့မခက်ခဲဘူးအဲ့မှာတွေသူတို့ကကိုတင်ကြီးသွားလားမသိဘူး သူတို့တောင်းဝင်ပေးတဲ့ဟာတွေကိုမမကကန်လုံနိုင်သွားတယ်ပေါ့အဲ့ဒါဆိုတော့ပိုခက်တာခိုင်းဝယ်လို့တွေးလိုက်တာလားတော့မသိပါဘူးအဲ့ရလူကြီးတွေကပိုင်းအစ်စ်တွေကိုကိုယ့်အတာကိုအစ်စ်ထက်ရေးရမယ့်ဟာမျိုးတွေပိုခက်တာတွေခိုင်းတာပေါ့နော်အင်တာနက်ကနေရှာလိုက်ဘလူးမေးလိုက်ဒီလူမေးလိုက်နဲ့အဆင်ပြေတယ်ပေါ့နော်အဲ့အချိန်တုန်းကကျတော့သူတို့ကကိုလုံးဝမတက်တာကိုသိတဲ့အချိန်ကျတော့အချိန်လေးပေးထားတယ်ကိုတခုသွားမေးရဲဆိုလို့ရှင်လဲစိတ်ရှိလက်ရှိရှင်းပြကြရတယ်ပေါ့နော်အဲ့ထဲမှာလူတယောက်ရှိသူ့ကိုကျတော့နာမည်ပြောင်းငါးကြီးလို့ပေးထားကွယ်မန်လို့ဆိုလို့ရှင်စကနာဆိုတာငါးပေါ့နော်သူ့နာမည်ကအဲ့စက ကနာနဲ့ဆင်းတယ်စကနာနဲ့ဆင်းတဲ့ခါကျတော့သူ့နာမည်ကိုငါးကြီးဆိုပြီးတော့နာမည်ပြောင်းပေးထားပါဘောနော်သူကကျတော့ C-shirt တွေရော PLSQ ရဲ့တွေရောအရန်ကျွမ်းတဲ့လူကြီးကွယ်ပြီးလို့ရှိရင်တင်ပေးခြင်းနဲ့စိတ်ရှိရဲ့လူသဘောကောင်းတဲ့လူပေါ့နော်အဲ့သဘောကောင်းတဲ့လူကြီးကိုစိတ်ကုံတော့ကျွန်မလုံးလိုက်တော့ ာပိုင်းတော်တော့သူကကိုယ်မညိုညင်ဘူးလေတခုခုဆိုသူ့နာမည်ကြီးကိုခေါ်ပြီးတော့သွားမေးလိုက်တာ ਨੇ သူကအဲ့လိုပြုံးပြုံးလှဲ့လှဲ့ပြီးတော့ရှင်းပြပါဘောเนาะပြီးတော့သူကကိုယ်သဘောကောင်းပေးတာအကြောင်းပြချက်တခုရှိရေဗောနောအဲ့ဒါဘာလဲဆိုတဲ့ခါကျတော့သူကမြန်မာလူမျိုးမလို့ဗောနောခြားနိုင်ငံသားတွေကိုသူသဘောကောင်းနေမှာကောင်းပဲသူမြန်မာလူမျိုးဖြစ်လို့ကိုယ်ကိုယ်သဘောကောင်းပေးတာဗောနောအဲ့ဒါဘာကြောင့်မြန်မာမလို့ကောင်းပေးတာကိုကိုကသိလဲဆိုလို့ရှင်ကြတော့ကိုရီးယားအဲ့လိုအချိန်မို့လုံးတရားတဲ့အချိန်နေဆိုလို့ရှင်ကြတော့အလုံးလုံးနေအလာပါတလာပါတွေပြောလေးပြောထားရှိရေဗောန ော်အဲ့အချိန်မှာ तू ပြောတဲ့စကားတွေ तू မေးတဲ့မေးခွန်းတွေကိုမူတည်ပြီးတော့မှ तू မြန်မာဟုတ်လို့ကောင်းပေးတယ်ဆိုတာကိုကိုကအကဲဖြတ်လို့ရသွားပါတော့ကိုမြန်မာလူမျိုးမှန်းသိသွားရတယ် तू ကဘာစပြောလဲဆိုတဲ့ခါကျတော့နေရတဲ့ငယ်သေးတော့တဲ့သိချင်မှသိမှာတဲ့အရင်ခေတ်တုန်းကပေါ့နော်ငါတို့ဂျပန်မှာအဲ့လိုစားစရာတောက်စရာပြက်လက်ပြီးတဲ့ခါကျတော့ဒုက္ခရောက်တဲ့အခြေအနေတခုရှိခဲ့ဘူးတဲ့အဲ့အချိန်မှာမြန်မာနိုင်ငံရောက်လာခဲ့တဲ့စံနေကြောင်းမလို့သူတို့အဖိုးအဖွားတွေအသက်ဆက်ရှင်နိုင်ခဲ့တဲ့ကာလရှိခဲ့ဘူးတဲ့ပေါ့နော်အကြောင်းအရာကိုသူ့အဖိုးတွေအဖွားတွေနေမှာပေါ့အဲ့လိုမျိုးမျိုးရိုးစင်စင်လက်စင် ခံပြီးတော့သူပြောခဲ့တာနေမှာပေါ့လေငါတို့အသက်ဆက်ရှင်ခဲ့တာမြန်မာနိုင်ငံဆန်နေကြောင်းဟာညာဆိုပြီးတော့သူကြီးကိုပြောတာနေမှာပေါ့လေအဲ့ဆိုတော့ तू ကမြန်မာနိုင်ငံသားတွေကိုသူကျေစုရှင်လို့တတ်မှတ်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ကို့အပေါ်ကိုလည်း तू ကအတက်နိုင်ဆုံးကောင်းပေးတယ်အတက်နိုင်ဆုံးဆိုတာ तू လည်းလူဆိုတော့စိတ်တူရာကြီးပါရောရှိရပါပေါ့နော်ကိုကလည်းအဲ့လောက်ကြီးထိကောင်းတာမဟုတ်ဘူးအဲ့လိုကြွကြွကြောင်းတွေကလည်းလှုပ်တယ်အဲ့ဆိုတော့ဒီက तू စိတ်တူရာတော့ရှိရပါပေါ့နော်ဒါပေမဲ့လည်းအတက်နိုင်ဆုံးကောင်းပေးတယ်ပေါ့နော် तू အဲ့လိုမျိုးပြောပြီးပြီးခြင်းပဲစစ်စစ်တင်ပါတယ်ဆိုပြီးတော့ရုတ်တရက်တွေလှုပ်ရောအဲ့ချိန်မှာကိုကဟဲပေါ့နော် तू ဆန်ပေးတာငါလည်း မ်းဖို့ခွဲတော့ငါ့ကိုလာကျေးဇူးတင်နေတော့အဲ့ဒါမျက်နာတော့ပူသွားတယ်သူကျေးဇူးရှင်ငါလည်းမဟုတ်ခွဲနဲ့ပေါ့နော် तू ကအဲ့လိုမျိုးစိတ်ဓာတ်ရှိရဲ့လူဆိုတဲ့ခါကျတော့ကို့ကအရန်ကူညီတာတခုဆိုအရန်ကူညီတာအဲ့တခါလေကြလို့ရှင် तू ကကို့ကိုစိတ်ကုံသွားတဲ့ချိန်တွေရှိရယ်ဘာလို့လဲဆိုတော့ကိုကလည်းအဲ့ချိန်တုန်းကခုနကပြောခဲ့သလိုပဲတစ်ဆက်မှမတက်ဘူးကွယ်မတက်တဲ့ခါကျတော့တခုခုဆိုရင် အဲတသေးလေးကစားသူ့ကိုမေးတာကွယ်အဲ့ဒါဆိုတော့သူ့အလုပ်တွေကမပြီးဘူးမပြီးတော့ကိုယ်ညိုညင်းလာတယ်ရှိရပါတော့เนาะအဲ့ချိန်မှာကျတော့ကိုကိုကိုအိမ်မှာလေးလာတယ်ဆိုပေမဲ့လည်းလုံးဝမလုံလောက်ဘူးအချိန်လည်းမလုံလောက်ဘူးနားလည်ဖို့လည်းမလုံလောက်ဘူးအဲ့ဒါဆိုတော့ကိုဘလောက်ပဲလေးလာလေးလာပြေဝရတယ်ဆိုတာမရှိဘဲနဲ့သူ့ကိုပဲမေးရတယ်ဗောနော်ကိုကသူကဒေါသတွေထွက်လိုက်စူလိုက်ပြီးလို့ရှင်တင်ပေးလိုက်နေအဲ့လိုမျိုးဖြတ်တန်းရတာဗောနော်ကိုကကြော်လည်းဘယ်လိုပြောရင်ကောင်းပါလဲကိုကိုတိုင်းလုံနိုင်တဲ့ဟာမရှိဘူးဖြစ်နေတာတခုခုဆိုရင်သူ့ကိုသွားမေးရတယ်ပြီးလို့ရှင်သူစူလို့ရှင်လည်းခံရတယ်သူညိုညင်လည်းခံ ံရတယ်အဲ့ဒါဆိုတော့ကိုယ်စိတ်ထဲမှာမပျော်ရွှင်တော့ဘူးအဲ့လိုမျိုးအခြေအနေမှာဆိုလို့ရှိရင်ဘယ်သူမှတော့ကာယကံရှင်ကမပျော်ရွှင်နိုင်တော့ဘူးလေဟုတ်တယ်မလားဒါဘယ်လောက်ကြိုးစားကြိုးစားဘာလို့ဒါကမရတာလဲဆိုပြီးတော့ကိုယ့်ကိုယ်လည်းအမလို့အာမရစိတ်တွေဖြစ်တယ်ပေါ့နော်ပြီးလို့ရှိရင်ဒီ तू ကလည်းအမှန်တော့ကိုယ့်အပေါ်တကယ်အကောင်းဆုံးလုပ်ပေးတာပဲကို့ကိုအမြဲတမ်းအကောင်းဆုံးရှင်းပြတာလေဒါပေမဲ့သူ့ကိုလည်းတစ်ခါလေစိတ်ခူတာရှိရပါဘောနော်ဒီလူကြီးကလူကြီးဖြစ်ပြီးတော့ငါ့ကိုမရှင်းပြဘူးဗျာကြောင့်အဲ့လိုပါတော့အဲ့လိုစိတ်ကွယ်စိတ်ကမကြည်တော့ပါဘူးဆိုမှတော့ဘာသူ့မှာကောင်းမမြင်တော့ဘူးပဲအချိန်မိုးတွေကလည်းနေတိုင်းနေတိုင်း9နာရီ10န နိုင်17နိုင်အထိအဲ့လိုမျိုးနဲ့တလာခွဲလောက်ဖြတ်သန်းလိုက်ရောအဲ့မှာနေအဲ့ project ပြီးဖို့နောက်ထပ်လဝက်လောက်လိုသေးတယ်လဝက်လောက်လိုတဲ့အချိန်မှာကိုယ်ဒီဟိုပြင်ဒီပြင်မဟုတ်တော့ဘဲနဲ့လုံးဝအစ်စ်ကာကြီးကနေစပြီးတော့ရေခိုင်းလိုက်တာရေခိုင်းတဲ့အချိန်မှာတကယ်ကိုဒုက္ခလက်လက်တွေ့သွားတာအဲ့အချိန်မှာပဲနောက်ထပ်ဦးလေးတယောက်ထက်ရောက်လာတာ ไอ้อูเลยเดียวก็จ้ะรอ तू อ่ะบลูပြောเองก็มาเลยตะยาเยเอไตจ้วยเรหลูก็โปรเจกต์เนี่ยมาเดียวๆก็เดียวๆก็ใส่โดนเลยมีสมมุติว่า तू อ่ะมีใส่ไม่โตอยากอูเลย तू อ่ะดิโลမျိုးฉินี้เลยရှိတယ် तू ก็น้าเลยไปอ่ะมั้ยဆိုเลยไอ้โลမျိုးตะยาเยเอไตจ้วยเรอูเลยโหอเมียนกูญีเนี่ยงาอีโกอ่ะกูอปูกัดตาให้ย้าลาไอ้เฉยๆ तू อ่ะกูโญญินตาให้ရှိတယ်ไอ้โลမျိုးโญญินตาရှိတယ်ဆိုလို့ရှင်ตะยาเยเอไตจ้วยเรอูเลยอ่ะ သူကအတွေ့အကြုံမှမရှိတာပြီးတော့နိုင်ငံခြားသားလေးမင်းပြောတာတွေကခက်နေတာကိုအဲ့တော့မင်းကနားလဲအောင်သူ့ကိုရှင်းပြရမှာဆိုပြီးအဲ့လူကတရားရည်တိုက်ကြွေးတာပေါ့နော်ကို့ဘွားတစ်လျှောက်လုံးမှာအဲ့တလလေးကအခက်ခဲဆုံးပဲလို့ခံစားရတယ်ပေါ့နော်ဒါပေမဲ့အခုပြန်တွေးလို့ရှိရင်တော့အဲ့တလလေးကတကယ်ခက်ခဲခဲ့တာတော့မှန်တယ်ဒါပေမဲ့ပျော်စရာကောင်းတဲ့ကောင်းတဲ့အမတ်တရားတွေကောင်းတဲ့အတွေ့အကြုံတွေရခဲ့တာတွေလည်းရှိရယ်ပေါ့နော်ကိုကကြတော့လို့တော်ယုံတန်ယုံစိတ်သက်တွေလွယ်လွယ်ကြတတ်တဲ့အချိန်မှာတိတ်မပါဘူးပေါ့နော်အဲ့ဒါဆိုအဲ့အချိန်တော့ကတကယ်တွေးကြည့်မယ်ဆိုစိတ်သက်ကကြာရှင်ကြာရှင်စရာကြီးဒါ 因为。<laughs> စိတ်ရကအဲ့လိုမကြခဲ့ဘူးမကြခဲ့ဘဲနဲ့စိတ်ဖိစီးမှုများတာတို့ပေါင်းသင်းနေနဲ့ပေါင်းသင်းဆက်ဆံရတာတိတ်အဆင်မပြေတာတို့ဘာလို့တော့ဖြစ်ခဲ့တာပေါ့နော်စိတ်ဖိစီးမှုများတဲ့အချိန်မှာတော့ဘသူ့မှာကောင်းမမြင်တော့ဘူးကွယ်အဲ့လိုမျိုးတော့ရှိခဲ့တယ်ကွယ်ဒါပေမဲ့စိတ်ရကအောက်ဆုံးထိငါဒါကိုမလုံနိုင်တော့ပါဘူးငါအရှုံးပေးလိုက်တော့မယ်ဆိုတဲ့စိတ်မျိုးထိစိတ်ရကကြခဲ့တာမျိုးတော့မရှိဘူးပေါ့နော်ပြီးတော့အဲ့ဒီအချိန်တုန်းကကျတော့ခုနကတော့ပြောခဲ့သလိုပဲကိုရီးမြန်မာလူမျိုးတွေအပေါ်မှာတကယ်ကောင်းပေရဲ့လူကြီးကို့အပေါ်မှာကောင်းပေရဲ့လူတွေအများကြီးနဲ့ကြုံခဲ့ရလို့စိတ်ရကထိုးကြမတော့ရလဲဖြစ်ချင်းဖြစ်မှာပေါ့နော်အဲ့ဆိုတော့ဘလို့ပဲပြောပြောအဲ့ဒီအချိန်တုန်းက ာတကယ်အခက်အခဲကြုံခဲ့ရတယ်ဆိုပေမဲ့လို့ပေါ့နော်အဲ့ချိန်တော့ကြုံခဲ့ရတဲ့အခက်အခဲတွေကအခုအချိန်မှာအေးစစ်စစ်နေနိုင်မှုအတွက်ပြောရင်ကောင်းပါလေလှေကားတည်လေဖြစ်သွားတယ် စကယ်ကြီးစကယ်ကြီးရောလိုက်တာပြီးလို့ရှိရင်အဲ့ချိန်တော့ကကြတော့ကိုကဂျူနီယာအခြေအနေဆိုတဲ့ခါကျတော့စီနီယာတွေရဲ့စိတ်သဘောထားကိုနားမလည်ခဲ့ဘူးပေါ့နော်စိတ်သဘောထားဆိုတာဆယ်စီနီယာတွေရဲ့စိတ်ခံစားချက်ကိုနားမလည်ခဲ့ဘူးပေါ့နော်အဲ့ဒါဆိုတော့ငါဒါလေးလှုပ်တာကို तू ဘာလို့ဒေါသထွက်တာလဲ तू ရှင်းပြလိုက်ရင်ရတာပဲဆိုတဲ့စိတ်မျိုးတွေကိုမှရှိခဲ့တယ်ပေါ့နော်ဒါပေမဲ့အခုနောက်ပိုင်းကိုစီနီယာဖြစ်လာတဲ့အချိန်ကျတော့စီနီယာတွေရဲ့စိတ်ကိုနားလည်သွားတာပေါ့နော်ဂျူနီယာတွေထဲမှာဆိုလို့ရှိရင်လည်းတချို့ဂျူနီယာလေးတွေက အဲကိုယ့်အသက်ကိုစူးစမ်းအထုတ်ပြီးတော့မှမရတော့တဲ့အဆုံးမှာစီနီယာတွေကိုအကူရာရှိတယ်တချို့ဂျူနီယာတွေကကြတော့ လုံးဝကိုကိုယ့်အသားကိုအာမကိုပဲနဲ့စီနီယာတွေကိုပဲလုံးဝပြစ်အားကိုလိုက်တာရှိရယ်ပေါ့နော်အဲ့လိုမျိုးအခြေအနေတွေပုံမှာလိုက်ပြီးတော့စီနီယာတွေရဲ့ဒီဒေါသထွက်တာတွေစိတ်မရှိတာတွေရဲ့အတိုင်းအတာတွေကဘလို့ကွာခြားသွားလဲဆိုတာလဲနည်းနည်းအများလိတ်လာမိသွားတယ်ဆိုတဲ့ခါကျတော့ဘလို့ပဲဖြစ်ဖြစ်စီနီယာတွေရောဂျူနီယာတွေရောကိုချင်းစာတက်လာရယ်ပေါ့နော်အဲ့အဲ့ခက်ခဲတဲ့အချိန်မှာလှုပ်တူတူလှုပ်ခဲ့ရတဲ့ငါးကြီးလို့ခေါ်တဲ့ဦးလေးကြီးနဲ့တရားရည်တိုက်ကြွေးတဲ့ဦးလေးကြီးပေါ့နော်သူတို့နှစ်ယောက်ကကြတော့တကယ်ကိုဘလို့ပြောရင်ကောင်းမှာလဲစိတ်ဓာတ်ကောင်းနေပေါ့နော်ဖြူစင်တဲ့စိတ်ဓာတ်သူတို့မှာပိုင်းဆိုင်ကြရယ်ကွလူတယောက်ရဲ့ကောင်းွက်တွေကို 你要记极了嘛！ အဲ့လူအပေါ်မှာမုံတီးတဲ့စိတ်တွေယောပါသွားအောင်လို့လုပ်တင်နေဘလို့ပြောရအောင်မျက်မျက်တက်တက်တွေးတတ်တဲ့စိတ်ပေါ့နော်ရှိအောင်လို့ကျင့်သုံးတင်နေဆိုတော့သူစီကလေ့လာခဲ့ရတယ်ပေါ့နော်ဂျပန်မှာဖြတ်သန်းနေရခုနှစ်နှစ်အတွင်းမှာဆိုလို့ရှိရင်အဲ့အချိန်တုန်းကတကယ်အခက်အခဲဆုံးလို့ခံစားခဲ့ရတယ်ပေါ့နော်ဒါပေမဲ့ခက်ခဲပေမဲ့ပျော်ရွှင်တဲ့စိတ်လည်းခံစားခဲ့ရတယ်ဘာလို့လဲဆိုကို့အတွက်ကို့ရဲ့ဒီလုပ်ငန်းခွင်မှာအဆင်ပြေပြေရှောရှောမွေ့မွေ့နဲ့ဖြတ်သန်းနိုင်မှုအတွက်တင်ယူခဲ့ရတာအများကြီးရှိရဆိုတဲ့ခါကျတော့အဲ့အချိန်ကာလတကယ်ကိုခက်ခဲခဲ့တဲ့အချိန်ကာလဆိုပေမဲ့လို့ကို့အတွက်ကောင်းမွန်တဲ့အတွေ့အကြုံတွေရခဲ့တဲ့ကာလလို့လည်းပြော လို့ရပါဘောเนาะအဓိကပြောချင်တာကတော့ဟေးကိုမွေးဖွားကြည့်ပြင်ရနေရာနေပြီးတော့တခြားနေရာကိုရွှေ့ပြောင်းပြီးတော့သွားရောက်နေထိုင်ပြီးတော့အလုပ်လုပ်ကင်ကြမယ်ဆိုလို့ရှိရင်အခက်အခဲတွေကတော့အနည်းနဲ့အများကြုံမှာပဲဗောเนาะအဲ့အခက်အခဲတွေကြုံရတဲ့အချိန်မှာဆိုလို့ရှိရင်အခက်အခဲတွေကြောင့်မလို့စိတ်တက်ကြပြီးတော့အာရွတ်သွားတာမျိုးတွေမဖြစ်ဘဲနဲ့အဲ့အခက်အခဲတွေကနေတစင်ကိုယ့်အတွက်ဘာတွေရနိုင်မလဲဆိုတာကိုမြင်အောင်ကြည့်ပြီးတော့မှ အဲ့အခက်အခဲကိုဖြေရှင်းနိုင်မယ်အဖြေကိုရှာတာကောင်းတယ်လို့ထင်တယ်ပေါ့နော်ဒါပေမဲ့လူဆိုတော့အများနဲ့မြင်အောင်တော့မကြည့်နိုင်ဘူးတခါလေစိတ်တက်ကြရတော့ရှိရပါဘောနော်စိတ်တက်ကြလို့လည်းရတယ်ဒါပေမဲ့အရေးအကြီးဆုံးကစိတ်တက်ကြတဲ့အချိန်ကကြာရှည်မနေဘူးပဲပေါ့နော်ဒီနေ့ကတော့လောက်ပါပဲနောက်မှပြန်တွေ့ပါမယ်တတား